တရာဟီရိဥဒ္ဒမဝရိယပညာမရှိလို့မွဲပြီးဟိဆိုရင်ဒီလိုလဲကျွေးယူတော့မှာတဲ့ဘလို့ကျွေးကိုယူမှာတော့ဆိုတော့ဒုစရိုက်ကျွေးကိုယူမှာတဲ့ကံကံရဲ့ကျိုးလောက်တောင်သူ့မှာယုံကြည်မှုမရှိဘူးလေဖရာတရားတန်ခါဂုံကျေးဇူးကိုလည်းယုံကြည်မှုမရှိဘူးလေမရှိတော့သူဘာတော့လောဘဒေါသအားလျော်စွာ သူမကောင်းတာလှုပ်ချင်လှုပ်ပလိုက်ပဲပြောချင်ရင်ပြောပြလိုက်တွေးချင်ရင်တွေးပြလိုက် အဲ့ဒီဒုစ်မကောင်းမှုတွေသူတန်တံမှာဖြစ်သွားပြီးဟေးဆိုရင်အဲ့ဒါဘာလုပ်လိုက်ရရောက်တော့ကျွေးယူလိုက်ရရောက်တယ်တဲ့ကျွေးရဘာလို့ယူလာတော့မွဲလို့ယူရတာပေါ့ဘာမရှိတာကိုဒီနေမှာမွဲတယ်ပြောတာတော့တရာဟိရိဩတ္တပဝရိယပညာမရှိတာကိုမွဲတယ်လို့ပြောတာအဲ့ဒါယောဂီတို့အဲ့ဒါကိုဉဏ်လေးနဲ့ကိုစဉ်းစားဟုတ်တယ်ဟိရိဩတ္တပအားနေရင်လည်းပဲဒုစရိုက်ပြူတာပဲဝရိယအားနေရင်လည်းဒုစရိုက်ပြူတာပဲပညာအားနေမယ်ဆိုရင်တော့ပိုးတောင်ပြူလိုက်မယ်ဘာမှမသိလေမဟုတ်တာလုပ်လေပဲ ဟုတ်တယ်မဟုတ်လားတပုံးတို့မဟုတ်တာလှုပ်လှုပ်နေတယ်မဟုတ်တာတွေပြိုးပြိုးနေတယ်မကောင်းမှုဒုသတိုက်တွေလွန်ကျူးမိလွန်ကျူးမိနေတယ်ဆိုတာအကြောင်းတရားကိုမြင်ရမယ်ဘာကြောင့်လွန်ကျူးတာတော့သူတော်ကောင်းဥစ္စာမွဲလို့ဆင်းရဲလို့သူမကောင်းတာလှုပ်မိတာဟုတ်ပြီအဲ့လိုဆိုရင်ဒုသတိုက်တရားပြုတ်လို့ချင်းဆိုတဲ့ကျွေးကိုယူလိုက်ပြီဆိုရင်ကျွေးရဲ့နောက်မှာဘာရှိမှာတော့အတိုးတက်နော်အဲ့အတိုးဆိုတာဘာပြောတော့အောင်ဆိုတော့ကိုမဟုတ်တာလှုပ်ပြီးတဲ့နောက်ကိုမဟုတ်တာတွေပြော့ပြီးတဲ့နောက်မှာ ငါမဟုတ်တာတွေလုပ်တာကိုသူများမသိပါစေနဲ့လို့စိတ်ထဲကစဉ်းစားဟာဒါကျွတ်တူပုထုဇဉ်ရဲ့အလွန်စိတ်ပြည့်စရာကောင်းတယ်เนาะအနေအထားတစ်ခုเนาะမဟုတ်တာကိုလှုပ်တွန်းအောင်လှုပ်တယ်ဖြစ်တွန်းအောင်ဖြစ်တယ်ဒါပေမဲ့သူများသိသိကျင်သလားသူများကတော့ကိုယ့်ကိုဘလို့သိသိကျင်တာတော့ကောင်းတယ်လို့ပဲသိသိကျင်မကောင်းဘူးလို့မသိသိကျင်ဘူးเนาะတန်းနိုင်တယ်များဝစီကံအဖြစ်လည်းပဲဖုံးဖိဖို့ကြိုးစားတယ်ကာယကံအဖြစ်လည်းပဲကိုယ့်ရဲ့မကောင်းတဲ့ပြစ်ချက်တွေကိုဖုံးဖိဖို့ကြိုးစားတယ်ကိုမကောင်းတာကြီးကိုဇူးမှမသိသိကျင် ဖုံးကွယ်ဖို့ကြိုးစားတယ်နော်အဲ့ဒီဖုံးကွယ်ဖို့ကြိုးစားတာအတိုးတက်တာပဲတဲ့ရိုးသားမှုပျောက်ဆုံးသွားတော့မကောင်းတာကိုမကောင်းဘူးလို့လည်းပဲအတိအမခံနိုင်ဘူးကဲဘယ်လိုလုပ်မလဲအဲ့တော့ကြွေးယူမိလို့ရှိရင်အတိုးနဲ့မกินဘူးဆိုတာလိုပဲမကောင်းတာလုံမိလို့ရှိရင်ကောင်းတာလုံစေခြင်းနဲ့ဆိုတဲ့စိတ်အထင်ကလေးကလည်းရှိနေတတ်သေးတယ်အဲ့ဒါကိုဘာလို့တခေါ်တော့အတိုးတက်တယ်လို့ခေါ်တယ်တဲ့ဟုတ်ပြီ ဲ့လိုတို့တက်ပြီးဆိုလို့ရှိရင်ရကြရင်တိုင်းမရတဲ့အခါကြွေးရှင်ရဘာလို့မတော့တောင်းပါဗျကြွေးရှင်တောင်းတယ်ဆိုတာဘာပြောတာလဲဆိုတော့ပညာရှိသူတော်ကောင်းတို့ရဲ့ကဲ့ရဲ့ရှုံချတာကိုခံရတတ်တယ်တဲ့။အော်ဒီလူနေတာထိုင်တာအဆင်ပြေပါဘူး။ပြောတာဆိုတာဘလို့အပြစ်မကင်းဘူး။ဟုတ်လားအမှန်ကန်သိကြမြင်ရတဲ့ပုံကိုယ်တွေရဲ့ကဲ့ရဲ့တာကိုကိုဟာခံရတယ်။ဟုတ်လားကိုကိုတိုင်းလည်းတစ်ခါလေးပြန်ပြီးတော့ကဲ့ရဲ့နေတာလည်းရှိတတ်တယ်။ တော့ဒီနေရာမှာမြတ်စွာဘုရားကြွေတောင်းခံရတယ်ဆိုတာပညာရှိတို့ရဲ့ကဲ့ရတာကိုခံရတာကိုကြွေတောင်းခံရတယ်လို့ပြောတာအဲ့ဟုတ်တယ်ဒုစရိုက်တရားတွေလွန်ကျူးနေရင်တော့ကိုကိုရာမှာကိုကိုကဲ့ရကြမှာပဲအခမ်းအနရှိရင်လည်းကိုကိုအပြစ်ပြောတာလည်းခံခြင်းခံရမှာပဲအဲ့ဒါဆိုရင်မလုပ်တာတော့ကြွေတောင်းခံရတယ်ဘလောက်တောင်းလို့မှမရဘူးကိုကလည်းမပေးနိုင်တော့နောက်ဆုံးပါတော့ထွက်ပြေးထွက်ပြေးလည်းပဲကြွေးရှင်ရတာပါတော့တကောက်ကောက်လိုက်တယ်ကြွေးရှင် တကောက်ကောက်လိုက်တယ်ဆိုတာဘာပြောတာတော့ ။အော်တတိတံဝေကလေးရလို့တစ်ပင်ရင်လေးမှာကတ်ဒါမှမဟုတ်စိတ်ဉာဏ်မှာကတ်ပြီးတော့တရားလေးမြန်ကြိုးစားအထုတ်တော့မယ်လဲကြံရော။ကိုတစ်ချိန်တော့လှုပ်ထားတဲ့ဒီမကောင်းတာတွေကဟာအတွေးဆိုးတွေအနေနဲ့ကိုယ့်ကိုဝင်ပြီးတော့နှိပ်ဆက်ကြပြန်နေတဲ့အဲ့ဒါပါတော့ကျွေးရှင်ရတကောက်ကောက်လိုက်နေတာတဲ့ကဲစိတ်ပြည့်စရာဘလောက်ကောင်းတော့ဘုရားဟောတာဘလောက်ထီမြန်တိတိကျကျမှန်ကန်နေတော့ဟုတ်လားမကောင်းမှုရဲ့နောက်မှာ နောင်တဆိုတာခွာဖို့ခက်တယ်နော် ဒါကြောင့်နောင်တဖို့မရကျင်ဘူးရှင်အကောင်းဆုံးကတော့ဘာလို့အောက်နာမလုဖို့ပဲနောင်တရလောက်အောင်ထိမမှားဖို့ပဲဟုတ်လားတကယ်လို့မှားခဲ့တယ်ဆိုလို့ရှိရင်လည်းပဲနော်ဒီအဆုံးမအမှန်ကန်တွေကိုလေ့လာလိုက်စမ်းပြီးတော့နောင်တရနေလို့ဘာမှအကြောင်းမထူဘူးမင်းညာဘုံဘုံပြောရတယ်လေနော်မကောင်းတာတွေကိုမသိခင်ကလှုပ်ခဲ့တယ်အဲ့ဒါကြီးကိုနော်တန်တရာအထိမပအောင်ဒီလိုဘလို့ကုစားရမလဲဆိုတဲ့မိကုံမင်းညာမေးတာဟုတ်လားတော့ကိုဘာမှပြန်မစင်းသားတော့နဲ့ဒါပြီးခဲ့ပြီချစ်ဆက်ပြီးတော့ဘာလို့ဖို့လို့တော့ ကောင်းအောင်ကြိုးစားရင်းနဲ့ဒီမကောင်းမှုကိုခြေဖြတ်နိုင်ဖို့လိုတယ်ခြေဖြတ်လို့ရပါတယ်အများသောအားဖြင့်ဟိုခြေဖြတ်လို့မရတဲ့မကောင်းမှုဆိုတာမရှိဘူးတကယ်တမ်းကနော်ကြည့်ရမှာဆိုဒီဘဝတွင်အဖေးတက်တယ်အမေးတက်တယ်ရဟန္တာတက်တယ်အလုံးကိုယုံရင်ကြံတဲ့ပြင်ဆန်တရိယကံတွေဖြစ်တယ်ဆိုရင်တော့မရဘူးအဲ့ဒါကတော့ဒုတိယဘဝတေချာဘဝကို အပေငရဲကိုသွားမှာအဲ့ဒါတော့ဘလို့မှကုစားလို့မရဘူး ကျန်တဲ့အပြစ်တွေကတော့ဂရုကံမဟုတ်တဲ့အတွက်ကြောင့်ကိုယ်သာဒီဇိုင်းမှန်မှန်နဲ့ကုသိုလ်ကောင်းမှုတွေကိုစွမ်းအားရှိရှိစူးစမ်းအထောက်မယ်ဆိုလို့ရှိရင်အကုန်လုံးဟာပြေငိမ့်သွားနိုင်တယ်။သဘောပေါက်ဖို့လိုတယ်နော်။တတိယနေရာမှာကျွေးရှင်တစ်ခေါက်ခေါက်လိုက်တယ်ဆိုတာကိုယ်အတွေးကကိုယ်ကိုပြန်ပြီးတော့နှိမ့်ဆက်တာ။ဟုတ်လား။ကိုယ်မဟုတ်တာလှုပ်ထားတာတွေကတခါတည်းအရေးသဖွယ်ကိုယ်ကိုဘာတော့နှိမ့်ဆက်နေတာ။နော်။ဒါမှမဟုတ်ကျွေးရဲ့နောက်မှာ နော်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုအဲ့လိုမြင်တတ်ဖို့လို့နော်။ကဲဟုတ်ပြီ။အဲ့ဒါလိုနဲ့ကြွေးရှင်တွေကတကောက်ကောက်လိုက်တယ်။နောက်ဆုံးဘလုံးကတောင်းမရတဲ့အခါမှာဆိုင်ရပန်ရနဲ့ပေါက်ပြီးတော့ကိုယ်ကိုဘာလုပ်တော့ဖမ်းဆီးမချုပ်နိုင်မထောင်ချ။အဲ့ဒါဘာပြောတာတော့။သိပြီးတဲ့နောက်မှာကိုပြုတ်ထားတဲ့မကောက်မှုဒုစရိုက်တရားတို့ကြောင့်ဟုတ်လားအိတ်ဆန်ဖြစ်သွားတယ်ငရဲကျသွားတယ်။အဲ့ဒါအဆိုးဝါးဆုံးအချုပ်အနှောင်ခံရခြင်းပဲတဲ့။နော်။တန်တရားနဲ့ချီပြီးတော့ကြည့်မယ်ဆိုရင် တ ত্ত্ব ဝါတူတရားငရေကြတော့တယ်အိဆန်ဖြစ်သွားတယ်ဆိုသူ့လောက်ဆိုးွားတဲ့အချုပ်နှောင်ခံရတယ်ဆိုတာလောကမှာမရှိဘူးတဲ့ယောဂလေးပါးရဲ့ကုံခန့်ရဖြစ်တဲ့နိဗ္ဗာန်ကိုရဖို့အတွက်သူ့လောက်ကြီးမားတဲ့အန္တရာယ်ဆိုတာမရှိဘူးလို့အဲ့လိုမျက်စွာဘုရားဟောရတယ်ဟုတ်လားအဆုံးစွန်ထိမျက်စွာဘုရားဟောရတယ်နော်အဲ့ဒါကျွေးရဲ့နောက်ဆက်တွဲကျွေးရဲ့အကြောင်းတရားကျွေးရဲ့အကျိုးတရားမြင်တတ်ဖို့လိုတယ်ကျွေးဖြစ်ရခြင်းရဲ့အကြောင်းတရားပါတော့ဆင်းရဲလို့ ဟုတ်တယ်မဟုတ်လားဗာရှင်ရတာတို့တတရာဟိရိဥတ္တပဝရိယပြင်ရာဒီတုတ်တရာငါလုံးပြောတယ်နော်စောသောကတုတ်တရာပြောမယ်ဆိုရင်တော့တတ္တာတိလဟိရိဥတ္တပတုတ်တစာကပြင်ရာဒါတွေဆင်းရဲလို့သူဘာလို့တော့ကျွေးอยู่တာကျွေးရဲ့အကြောင်းတရားကဆင်းရဲခြင်းပဲကျွေးရဲ့အကျိုးရတဲ့တွေကဘာတွေဖြစ်မှာတော့ဆိုးကျိုးတွေကဟာအတိုးတက်မယ်ကျွေးတောင်းခံရမယ်ကျွေးရှင်လိုက်ခံရမယ်နောက်ဆုံးဖန်းစည်းချုပ်နောက်ထောင်ချခံရမယ် ကျွေးနဲ့ပတ်သက်ပြီးတော့အကြောင်းတွေအကျိုးတွေနားလည်ပုံမလို့ဘူးလားကျွေးရဲ့အကြောင်းတရားကဆင်းရဲတာမွဲတာနော်ကျွေးရဲ့အကျိုးရလကတော့အလုံးကိုဆိုးတယ်နောက်ဆုံးအချုပ်နှောင်နဲ့အဆုံးသတ်သွားတယ်